ရေဒီယိုအန်ယူဂျီသောရဆင်များမင်္ဂလာပါခင်ဗျာခုချိန်စပြီး2025ခုနှစ်မေလ17ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စီးရီးသတင်းကတော့တပင်းမြို့နယ်အိုရင်းတွင်ကြေးရွာရှိစာတင်ကျောင်းအားအကြံပတ်ဆေးအစုက Jet Fighter နဲ့လေကြောင်းတိုက်ခိုက်ခဲ့မှုဖြစ်စဉ်အန်ယူဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်တဲ့သတင်းပဲဖြစ်ပါတယ် 2025ခုနှစ်မေလ12ရက်နေ့မနက်9:35မိနစ်ခန့်မှာစကိုင်းတိုင်းတပရင်မြို့နယ်အိုရင်းတွင်ကြေးရွာစာတင်ကျောင်းကိုကလေးများအတန်းတင်ဆောင်ပွဲဖြေဆိုရန်ပြင်ဆင်နေချိန်မှာအကြမ်းဖက်စစ်အုပ်စုရဲ့မိထီလာရှမ်းတဲလေတပ်မှတက်လာတဲ့ Jet Fighter တစ်စီးကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရည်ဝဲချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လူခွင့်ရေးဝန်ကြီးဌာနကဖော်ပြပါဗျာ။အဲဒီလိုစာတင်ကျောင်းအားပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် Volunteer ဆရာမများနဲ့ Grade 2မှ Grade 11အတွင်းရှိ ကျောင်းသားကျောင်းသူများပါဝင်ပြည်သူ22ဦးသေဆုံးခဲ့ပြီးပြည်သူအယောက်40ကျော်ဆက်လက်ဆုံဆန်းဆဲထိခဲ့ဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။တပင်းမြို့နယ်အိုရင်းတွင်းကျွာစာတင်ကျောင်းကိုအကြမ်းဖက်ဆီအုပ်စုကနေလေကျောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသူကျောင်းသားတွေပါဝင်လူပေါင်း20ပွဲချင်းပြီးသေဆုံးခဲ့တယ်။လူပေါင်း40ကျော်လည်းဒဏ်ရာရရှိခဲ့တယ်။စစ်ပွဲတွေဖြစ်နေတဲ့အကြားပညာကိုလူလားလွန်းလို့ရတဲ့နည်းနဲ့ပညာသင်ကြားနေကြတဲ့ကလေးတွေရဲ့အပြစ်လားပညာသင်ကြားနေတဲ့အပြစ်မဲ့ကလေးတွေကိုပြစ်မှတ်ထားပြီးတော့ ရရဆက်ဆက်ဘုံကျဲတိုက်ခိုက်နေတဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့အပြစ်လားတပြတ်သားသားသိရှိနားလည်ကြစီလိုပါတယ်လို့ NUG လူခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကဆိုထားပါတယ်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရားလုံးဒဏ်သူညီများမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးတည်ဟူသောဥတီချက်များကိုခိုင်ခိုင်မာမာလက်ကင်ဆွဲထားပြီးအကြမ်းဖက်ဆဲအုပ်စုရဲ့ကျုလုံမှုများကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်ခင်ဗျာ အခုဆက်လက်ပြီးစစ်အုပ်စုဘက်ကလှုပ်ဆောင်နေတဲ့ဟန်ပြအပြစ်ခတ်ရဲစဲရေးကြီးညာချက်တွေဟာစီးနှောင်မှုမရှိချိုးဖောက်ဖို့လွယ်ကူမဲ့အကြောင်းချက်တွေကိုထည့်သွင်းထားတယ်လို့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စစ်အုပ်စုဘက်ကလှုပ်ဆောင်နေတဲ့ဟန်ပြအပြစ်ခတ်ရဲစဲရေးကြီးညာချက်တွေဟာစီးနှောင်မှုမရှိချိုးဖောက်ဖို့လွယ်ကူမဲ့အကြောင်းချက်တွေကိုထည့်သွင်းထားတယ်လို့ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဆိုပါရယ်။ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း Press Prevention Season 10မြင်းဆောင်2025မှာ မြို့သားညီညီရေးဆိုရဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဆိုပါတယ်စေအိုစုဘက်ကလှုံ့ဆော်နေတဲ့ဟန်ပြအပြစ်ခတ်ရက်စဲရေးကြေညာချက်တွေဟာစီးနှောင်မှုမရှိချိုးဖောက်ဖို့လွယ်ကူမဲ့အကြောင်းချက်တွေကိုထည့်သွင်းထားတာတွေကိုလည်းသတိပြုကြရမှာဖြစ်ပါတယ်စစ်မှန်တဲ့အပြစ်ခတ်ရက်စဲမှုတွေမှာကျင့်ဝတ်စည်းကမ်းတွေသဘောတူညီမှုတွေလိုအပ်မှာဖြစ်တယ်လို့အဲ့ဒီကျင့်ဝတ်စည်းကမ်းတွေသဘောတူညီချက်တွေကိုလိုက်နာခြင်းရှိမရှိသေချာစေဖို့နိုင်ငံတကာစောင့်ကြည့်လေ့လာမှုလည်းလိုအပ်မှာဖြစ်ပါတယ်သဘောတူညီထားတဲ့ကျင့်ဝတ်တွေကိုချိုးဖောက်ခဲ့မယ်ဆိုရင် ချိုးဖောက်သူတွေကိုဘယ်လိုရေးယူမှလဲဆိုတော့အရေးယူမှုတွေလည်းပါဝင်ရမှာဖြစ်ပါတယ်လို့ဆိုပါတယ်။ဒါပြင်နိုင်ငံတကာနိုင်ငံကဖိအားပေးပြီးငြိမ်းချမ်းရေးဆွေးနွေးသဘောတူညီချက်ရယူခြင်းဟာလည်းတိုင်းရင်းသားအင်အားစုတွေအချင်းချင်းကြားသွေးကွဲမှုတွေတင်းမာမှုတွေဖြစ်စေတယ်လို့ဆိုပါတယ်ခင်ဗျာ။အခုတစ်ခါတင်ဆက်ပေးမှာကတော့အိုရင်းတွင်ကျေးရွာပြည်သူအခြေပြုစာတင်ကြောင်းကိုစကားစကားလေချောင်းတက်ကတ်မှုဖြစ်စဉ်မှာတိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိသလိုစာတင်ကြောင်းဤတက်ဆွဲထားခြင်းလည်းမရှိဘူးလို့တပရင် PDF ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်မေလ10ရက်နေ့မနက်9:35မိနစ်ကမှအချမ်းဘတ်စစ်ကောင်စီဟာအိုရင်းတွင်ကျေးရွာပြည်သူ့အခြေပြုကြောင်းကိုကျောင်းသားလူငယ်တွေစာတင်နေတဲ့အချိန်မှာပဲလေကြောင်းတက်ခတ်မှုပြုလုပ်ခဲ့တယ်လို့တပရင် PDF ရွှေဘိုခရံအမှတ်7တရင်ကဖော်ပြပါဗါးအဆိုပါစာတင်ကြောင်းအတွင်းနဲ့အနီးနားပတ်ဝန်းကျင်မှာမြည်သည့်လက်နက်ကင်တက်အဖွဲမှအခြေချနေထိုင်ခြင်းမရှိသလိုတိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိဘဲစာတင်ကြားအနေနဲ့ကလေးငယ်များကိုရွေကျက်ရှိရှိဥတီတိုက်ခတ်ခြင်းသာဖြစ်တယ်လို့ဆိုပါတယ် လေကြောင်းတက်ခဲ့မှုကြောင့်ចောင်းသားကလေးငယ်ပေါင်း20ဦးနဲ့ចောင်းဆရာမ2ဦးစုစုပေါင်း22ဦးအသက်ဆုံးရှုံးခဲ့ရပြီးចောင်းသားကလေးငယ်ပေါင်းအနည်းဆုံး90ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ရွှေဘိုခရိုင်အမှတ်စနစ်တရင်နေနဲ့စစ်ကောင်စီရဲ့ဒီလူမဆန်တဲ့လုပ်ရက်ကိုလူမျိုးတုံးတပ်ဖြတ်မှုစစ်ရာဇဝမှုဖြစ်မှတ်တမ်းတင်ပြီးကျူးလွန်သူတွေကိုထိရောက်စွာရေးယူနိုင်ရေးနဲ့ထိခိုက်ခံစားရသူကလေးငယ်များအတွက်တရားမျှတမှုပြန်လည်ရရှိရေးတို့အတွက်နီလန်ပေါင်းစုံနဲ့မဆုံမနစ်စူးစမ်းသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်ခင်ဗျာ။ ခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့ AFCC MDY တို့ပူးပေါင်းပြီးပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့ထိန်းချုပ်နယ်မြေတွင်းရှိစစ်ဘေးရှောင်စခန်းများအားတွားရောက်လှူဒန်းနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့ AFCC MDY တို့ပူးပေါင်းပြီးပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့ထိန်းချုပ်နယ်မြေတွင်းရှိစစ်ဘေးရှောင်စခန်းများအားတွားရောက်လှူဒန်းခဲ့တယ်လို့မေလ13ရက်မှာသတင်းထုတ်ပြန်ထားသလိုထိန်းချုပ်နယ်မြေတွင်းရှိစစ်ဘေးရှောင်စခန်းများအားတွားရောက်လှူဒန်းတဲ့မှတ်တမ်းပုံရိပ်များကိုဖော်ပြပါပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။